အကျွန်တော်ဒီမှာကတော့ကျွန်တော်တို့အမဲဆုတ်ခောက်စဘာဟုအဓိကထားပြီးရောင်းချင်တာပေါ့နော် customer တွေကိုလည်းအဲ့လိုရတာကောင်းကောင်းနဲ့အားရှိသေးမယ်အစားအစာတခုရောင်းချင်တာနဲ့ရောင်းဖြစ်တယ်ပါအရတာဘိုင်းကျတော့အိမ်ရတာပုံစံလေးကိုပဲထိန်းသိမ်းပြီးတော့စေတနာပြည့်နေပဲတန်းတန်းရှင်းရှင်းလေးနဲ့ပဲရောင်းတက်ခဲ့တာတရက်ကိုတော့အနည်းဆုံး၈နိုင်ရနေ၁၀နိုင်လောက်ကြာတယ်ဗျအဲ့ရိုးရိုးပြုတ်လာတာလေးပေါ့လေဟုတ်ကဲ့အားရအားရှိအောင်လို့ပေါ့နော် နေမကောင်းတဲ့လူတို့တွေးရနေတဲ့လူတို့ဆိုရင်တော့တော်တော်ကောင်းတယ်ဆိုတော့ကျွန်တော်တို့ဆိုင်မှာလူကြိုက်အများဆုံးကတော့ဒီရဲ့ဖားဦးခောက်ဆွဲနဲ့အမဲလုံးခောက်ဆွဲဒီနှစ်ခုကတော့လူတော်တော်ကြိုက်များတာပေါ့နော် ready made မဟုတ်ဘူးအမဲလားအစ်စ်ကိုပြန်ပြီးတော့အလုံးအလုံးပြန်လုပ်တာလေအားရှိသေးတယ်ဟဲရအမျိုးတစ်ခုဖြစ်တယ် ကျွန်တော်ဒီမှာတော့ကျွန်တော်တို့အမဲဆွတ်ကောက်စဘာဟုအဓိကထားပြီးရောင်းချင်တာပေါ့နော်အဲအိမ်မှာငယ်လေးတုန်းကအဲနေကြီးနေမြတ်တွေမှာအိမ်မှာအမေတို့ကလှုပ်ကြွေးနေကြအာခောက်ဆွဲပေါ့နော်အဲအဲ့ဒါလေးကိုမီနူးတစ်အနေနဲ့ကစ္စတမာတွေကိုလည်းအဲ့လိုမျိုးအရသာကောင်းကောင်းနဲ့အားရှိစေမယ့်အစားအစာတစ်ခုရောင်းချင်တာနဲ့ရောင်းဖြစ်တယ်ရပါအာအရသာအပိုင်းကျတော့အိမ်အရသာပုံစံလေးကိုပဲထိန်းသိမ်းပြီးတော့စေတနာပြည့်နေပဲတန်တန်ရှင်းရှင်းလေးနဲ့ပဲရောင်းတစ်ခဲ့ရတာဒါကတော့ကျွန်တော်အမေပါ โอเคအရင်တော့မန္တလေးလမ်းထိပ်မှာဗလန်များခောက်ဆွဲဆိုင်နေပဲနေပဲဖွင့်ခဲ့တာပေါ့ဟုတ်အမေကိုယ်တိုင်ရောင်းခဲ့တဲ့ဥစ္စာကျွန်တော်မိုးကိုကနေပြောင်းလာတာပေါ့မိုးကိုမှာလည်းမိဘတွေကခောက်ဆွဲရောင်းဖြစ်တယ်ရန်ကုန်ပြောင်းလာတော့လည်းခောက်ဆွဲရောင်းဖြစ်ခဲ့တယ်ပေါ့ရန်ကုန်မှာလည်းကန်တော်လေးမှာအဲလမ်းဘေးမှာပေါ့နှစ်နှစ်သုံးနှစ်လောက်ပေါ့အဲ့လောက်လေးရောင်းဖြစ်ခဲ့တယ်ပေါ့ အဲ့တော့ဟိုအမဲဆွတ်ပြုတ်ဟင်းရေပေါ့နော်ဒီဘက်ကကြာတော့ကျွန်တော်အသားလေးကိုထပ်ပြုတ်ထားပေးရစားလေးအဓိကတော့ဒီရဲ့ဖောက်ခောက်ဆွဲရတော့အဓိကတော့ဒီရဲ့ဆွတ်ပြုတ်ဟင်းရေပေါ့နော်ဒီဘက်ကအရေးကြာတော့ပေါ့အမဲလုံးခောက်ဆွဲအမဲလုံးကိုပြန်ပြုတ်ထားတာပေါ့နော်ကြက်အောင်လို့ပေါ့နော်ဟုတ် မင်းတို့နေပြောလို့ရပြီဆိုရင်ပြန်ဆယ်လိုက်တာပေါ့ဟင်းရီကိုကြာတော့အယိုးကိုအဓိကထားပြီးတော့ပေါ့နော်ဖာဟုတ်ကြာတော့လေအမဲဆွပြုတ်ဟင်းရီကိုအဓိကထားပြီးလုပ်တာအယိုးကလည်းကျွန်တော်တို့ကညကနေပြုတ်တယ်မနက်လောက်ထိပေါ့နော်တရက်ကိုကျွန်တော်အနည်းဆုံး၈နိုင်ရနေ၁၀နိုင်လောက်ကြာရပြအဲအယိုးကြီးပြုတ်တာလေးပေါ့လေဟုတ်ကဲ့အားရအားရှိအောင်လို့ပေါ့နော်နေမကောင်းတဲ့လူတို့တွေးရနေတဲ့လူတို့ဆိုရင်တော့တော်တော်ကောင်းလေဆိုရပါတော့ဒါဆိုရင်တော့တုံးဆောင်လို့ရပြီဖာဟုတ်ကောက်ဆယ်ပါစစဖွင့်တော့ကတော့အာလူတိနေတာပေါ့နော် အရောင်ပါတာပေါ့နည်းနည်းနှစ်ပတ်သုံးပတ်လောက်ကြာလာတော့အဲအမေဖောက်တယ်လေပြန်တွေ့လာတယ်ဟောဗရမ်းများခေါက်တဲ့နိုင်ကိုအရင်တော့ကမန်လေးလမ်းမှာတခွင်ရဲ့အန်တီမို့လားဆိုပြီးတော့အမေတို့ပြန်တွေ့ရလေအဲလာကြတယ် မိဘရဲ့လက်သက်တုံးရရင်ခေါက်ဆွဲရောင်းတာပေါ့နော်ခေါက်ဆွဲမျိုးတွေရောအဲ့လိုပြောရမှာပေါ့မေတို့ရောင်းတော့အရင်ရောင်းတော့ကကြတော့ရှမ်းခေါက်ဆွဲတို့တုပ်ခွနွေးတို့အဲ့လောက်ပဲပေါ့နော်အဲအမဲသားပတ်သက်တာမပါခဲ့ဘူးအခုမှပဲအမဲသားနဲ့ပတ်သက်ပြီးတော့အမဲဆုပ်ခေါက်ဆွဲတို့အမဲလုံးတို့ဟာထည့်လိုက်ထည့်ရောင်းခဲ့တာပေါ့အဖောက်ခေါက်ဆွဲဆိုရင်လည်းဖတ်တရာ၃လေးမျိုးလောက်ရွေးလို့ရတာပေါ့နော်ဖတ်ထုံးနဲ့ပဲစားမလားဂျုံခေါက်ဆွဲနဲ့ပဲစားကြင်လားစံစည်းနဲ့စားမလားပေါ့အဲရိုးရှမ်းခေါက်ဆွဲစံဖွဲနဲ့ပဲစားမလားအဲ့လိုရွေးချက်လို့ရတယ်ဗျာ အမဲလုံးခောက်ဆွဲကြတော့အမဲသားအနှစ်လေးပါသွားတာပေါ့နော်အမဲလုံးကြအဲ့ဒါအမဲသားကိုကြိတ်ပြီးတော့အဲဟုတ်တယ်ဗျအမဲသားအစစ်ပေါ့နော်ဟို ready made မဟုတ်ဘူးအမဲသားအစစ်ကိုပြန်ပြီးတော့အလုံးအလုံးပြန်လုပ်တာလေအမဲသားအနှစ်ကိုပြန်ချက်ထားဖို့အရသာရှိသွားအောင်ပေါ့နော်ဟုတ်ပြီလို့ရှိရင်ဟုတ်ပြီလို့ရှိရင်ဟင်းရည်တွေပေါ့နော်အမဲဆိုဟင်းရည်တွေဟင်းရည်လည်းဒီဟင်းရည်လေးပဲထ များဆုံးကကြတော့ကျွန်တော်ဆိုင်မှာလူကြိုက်အများဆုံးကတော့ဒီရဖားဟုတ်ခောက်ဆွဲနဲ့အမဲလုံးခောက်ဆွဲပဲဒီနှစ်ခုကတော့လူတော်တော်ကြိုက်များတာပေါ့နော်ဒီနှောင်းကအဲ့လိုဟောမိုးရွာတော့ရေကြီးရဲ့ခါလောက်ရောက်တယ်အဲ့အဲ့ဒီစိတ်ညစ်ခဲ့တာတွေပေါ့အဲ့ဒါတွေဟောကုန်တယ်တော့ light ဖမ်းငယ်သူ့အမတယောက်ရှိလေအဲ့တော့တာမင်းနဲ့ရောက်မှာပေါ့နော်အာကြီးကြီးလာပြီဆိုတော့လာလာရတဲ့ခါကျစပွဲတွေကခိုင်းထားတာဒီလိုတွေအဖြစ်ရတာ ်ပြင်းချင်းတောင်းနေပါတယ်ဆိုလည်းမျောတော့အမြန်လိုက်ခံရတာဟိုဘယ်လိုမတရားပါလဲအခန်းထဲမှာရောက်လာတော့ပုံပြီးဝမ်းသာတာပေါ့နော်ဟိုပုံပြီးတော့စီးပြီးသွားတာပေါ့အာအမဲဘက်ကိုဦးစားပေးရဲဆိုတာအာဒီဘက်မှာလည်းအမဲဒါဆွပြိုခင်းရီတို့အမဲကောက်ဆွဲတို့နည်းနည်းရှားတယ်ပေါ့နော်ဟုတ်ဖွင့်တဲ့လူတွေနည်းတော့အဲ့ဒါဦးစားပေးပြီးတော့ရောင်းဖြစ်တယ်ပေါ့ ဟုတ်ရှမ်းခေါဆွဲရပါတယ်။အာရီမန်ချက်ကတော့ကြီးအဲဒီ sign တွေကိုတော့ရန်ကုန်မြို့တိုင်းမှာမြို့နယ်တိုင်းမှာဖွင့်နေတဲ့ sign ဝဲတွေဖွင့်ဖို့လို့လည်း LRT ကိုစဉ်းစားထားတယ်ပေါ့နော်အဲအဲ့လိုလည်းဖြစ်မဲ့အောင်စူးစမ်းမယ်လို့ဟုတ်ကဲ့ င်ဝင်ငွေလေးလဲတွက်နေသူမစိုးပါတော့အဟိုလဲပတ်နေလို့ရတဲ့အနေထားမှာရှိပါတယ်စီးပွားရေးရတယ်ဒီတစ်ခုပါပဲဒီတစ်ခုလေးပဲခေါက်ဆွဲဆိုင်လေးဖွင့်ပြီးရောရက်တည်နေရမှာလောလောဆယ်တာဟုတ်ကဲ့ဟုတ်မိသားစုဟုတ်ကဲ့ဗျာမိသားစုဆိုင်လေးပေါ့ဟုတ်အဲ့ဒါမှကျွန်တော်ဥဆောင်ရလုပ်နေရမှာ ါတော့ချင်းစော်ကားတိအချင်းရေးလေးပေါ့နော်အချင်းရေးလေးနဲ့စားတာဒါရှမ်းပြည်နယ်ကရှမ်းတဘူတုပ်တိုင်းအချင်းချိုချင်းချိုလေးပေါ့ဟုတ်ကဲ့လေးသာစားအပြားစတိုင်လေးပေါ့နော်ကိုခေါက်ဆွဲနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့အဲတော်တော်များစုံအောင်တော့တင်လာတာပေါ့ဖားဥခေါက်ဆွဲအမဲစုတ်ခေါက်ဆွဲတို့အမဲလုံးခေါက်ဆွဲရမယ်ပြီးတော့တုပ်ဖူးနွေးတို့ ုပ်ပွင့်ရေးဆိုလည်းစံစည်းနဲ့စားကြင်တာစံဖွဲနဲ့စားမလားဘူးအဲလိုရွေးလို့ရရပြန်ချမ်းကောက်ဆွဲလို့စံစည်းလို့အဲဂျုံဖတ်ထုတ်ရေးလို့ဖတ်ထုတ်စီချက်တို့တုပ်ခုကြော်လို့ဖတ်ထုတ်ကြော်လို့အဲ့ဒါတွေရတယ်နော်တုပ်ခုတုပ်တွေပါလေအဲ့ဒါတွေရအောင်ကျွန်တော်တို့ဗဒများခောက်ဆွဲတာဆိုလို့ရှိရင်တော့အမှန်53 89လမ်းကန်တော်လေးမင်္ဂလာတောင်ကျွန်းမှာရှိရဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်ရဲ့အဓိကမင်းနျူဖြစ်တဲ့ဖားဥခောက်ဆွဲက ဆိုလို့ရှိရင်တော့အရန်ကတကယ်ကိုအားရှိတဲ့အစားအစာဖြစ်တယ်ပေါ့တကယ်ကိုစားရှင်အားရှိစေတဲ့ဟင်းရဒါမီနူတစ်ခုဖြစ်တယ်အာစားတုံးတဲ့ဟိုကစတမာတွေကိုလည်းလာရောက်စားတုံးဖို့လည်းဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဆိုင်ကတော့မနက်၈နာရီကနေပြီးတော့ည9နာရီလောက်ထိရှိပါတယ်ဟုတ်မန်နေတနင်္လာနေ့တိုင်းတစ်ပတ်တည်းရပြိပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့